အားလုံးပဲမင်္ဂလာပါတချာနေကနေကြိုဆိုပါရစေကျွန်မကတော့မျိုးပါဒီခါမှလည်း M5 level မင်းနာတော့နေဟွန်ကောဖတ်စာအုပ်ထဲကသင်ခန်းစာ9 lesson 7ရဲ့ grammar pattern လေးတွေကိုတူတူလေ့လာဖို့အတွက်ပြင်ဆင်ထားပါဗျ။ဒီသင်ခန်းစာထဲမှာ grammar pattern စုစုပေါင်း6ခုပါမယ်ပေါ့နော်။ပထမဆုံးတစ်ခုကတော့ now the verb now the verb ဒီနောင်ဆိုတဲ့နေရာမှာပစ္စည်းကရိယာသို့မဟုတ်နီလန်တစ်ခုခုနဲ့ပတ်သက်တဲ့နောင်ပေါ့နော်အဲ့ဒါ the verb ကကြတော့အတိတ်ပဲဘယ်လိုဘာသာပြန်မလဲဆိုတော့အဲ့ဒါကိုအသုံးပြုပြီးတော့အဲ့ဒါဖြင့် action verb တစ်ခုခုကိုပြုလုပ်သည်ဆိုတဲ့ပုံစံလေးနဲ့ဘာသာပြန်မှာဖြစ်ပါတယ် example sentence လေးကိုလေ့လာရအောင် hashi de tabemas hashi de tabemas hashi ဆိုတာက noun to ပေါ့နော် to တဲ့မှာပါတယ်ပေါ့เนาะ to ကို သုံးပြီးတော့စားမယ်ဒါမှမဟုတ်ရှင် to ဖြင့်စားမယ်ပေါ့เนาะ သေးလေးပါမယ်နောက်မှာထားပေးမယ်ဆိုတော့ action verb လေးကိုအသုံးပြုထားတာဖြစ်ပါတယ်။ to ဖြင့်စားပဲ to ကိုအသုံးပြုပြီးတော့စားမယ်ဆိုတဲ့အဓိပ္ပာယ်လေးနဲ့ဘာသာပြန်ပါမယ်။日本語でレポートを書きます。日本語でレポートを書きます。日本語ဆိုတဲ့အတွက်ဂျပန်ဘာသာစကားပေါ့နော်။သေးဆိုတဲ့အတွက်ဂျပန်ဘာသာစကားဖြင့်သုံးဖို့ဂျပန်ဘာသာစကားကိုအသုံးပြုပြီးတော့မှလေပို့တို့ report ကိုပေါ့နော်ခကီမတ်ရေးမယ်ဆိုတော့ action verb လေးနဲ့သုံးထားတာဖြစ်ပါတယ်။ကြည့်ဒါဆိုလို့ရှိရင် now the verb ပေါ့နော်အဲ့ noun ဆိုတဲ့နေရာမှာ to သို့မဟုတ် means ကိုအသုံးပြုမယ်အဲ့ဒီရဲ့ grammar pattern လေးကိုနားလည်သွားပြီလို့ထင်ပါတယ်အဲ့ဒါကိုအသုံးပြုပြီးတော့သို့မဟုတ်အဲ့ဒါဖြင့် action verb တစ်ခုခုကိုပြုလုပ်သည်ပေါ့နော်နောက် grammar pattern နံပါတ်2လေးကကြတော့အရှိမစကားလုံးသို့မဟုတ် sentence တစ်ခုပေါ့အဲ့ဒါကအဲ့ဒါ what နာနီနာဒီကောတဲ့ not this ကအဲ့ဒါကအဲ့ဒီဘာသာစကားဖြစ်ဆိုရင်ဘလို့လဲပေါ့ဒါဆိုရင်ကိုမသိတဲ့စကားလုံးတစ်ခုခုကိုကိုမသိတဲ့ဘာသာစကားခုခုနဲ့မေးချင်အဲ့လိုမျိုးလေးသုံးလို့ရတယ်ပေါ့နော် အကယ်၍ဂျပန်စာဘာသာစကားဖြင့်ဆိုဘလို့လဲလို့ပြောချင်လို့ရှိရင်နာနီနာဒီဝဒီဟွန်ကောဒန်နန်သစကားအင်္ဂလိပ်ဘာသာစကားဖြင့်ဆိုဘလို့လဲလို့မေးချင်ရင်အေးကောဒန်နန်သစကားမြန်မာဘာသာစကားဖြင့်ဘလို့လဲလို့မေးချင်ရင်မြန်မာကောဒန်နန်သစကားဟိုစပိန်ဘာသာစကားဖြင့်ဘလို့လဲဆိုလို့ရှိရင်စပိန်ကောဒန်နန်သစကားအဲ့လိုမျိုးလေးပြီးလို့ရပါတယ်နော်အင်ဇာဘာဆာဒတ်လေးကိုကြည့်မယ်ဆိုလို့ရှိရင်ありがとうはエゴでなんですか အရီဂါတိုဝါအေဂိုဒနန်ဒါစကာဆိုရင်အရီဂါတိုဆိုတဲ့ဟာကအင်္ဂလိပ်စာဘာသာစကားလို့ဆိုရင်ဘယ်လိုလဲအင်္ဂလိပ်လို့ဆိုဘယ်လိုခေါ်လဲလို့ပြီးတဲ့ပုံစံမျိုးလေးပေါ့နော်အရီဂါတိုဝါအင်္ဂလိပ်လို့ဆိုရင်ဘယ်လိုခေါ်လဲသုံးဖို့ဘယ်လိုပြောလဲ Thank you ဝါနီဟိုဂိုဒနန်ဒါစကာ thank you ကနီဟွန်ကိုတဲ့ desk ကဒါဆိုရင် thank you ဆိုတာကဂျပန်လိုဘယ်လိုခေါ်လဲလို့ပြီးလို့ရတယ်ပေါ့နော်ဒါဆိုရင်ကိုမသိတဲ့စကားလုံးတစ်ခုခုကိုဘာသာစကားခုခုနဲ့ဘယ်လိုပြောလဲဆိုလို့ရှိရင်ဒီလိုမျိုးလေးပြီးမယ်ဥပမာ see you again ကိုမြန်မာလိုဘယ်လိုခေါ်လဲအဲ့လိုမေးချင်တယ်ဆိုလို့ရှိရင် see you again ဝမြန်မာကိုတဲ့ desk ကဒီလိုမျိုးလေးနေပြီးလို့ရပါတယ်နော်ဒါဆိုရင် grammar pattern နံပါတ်2လေးဖြစ်တဲ့အရှိမ sentence တော့ဟုတ်စကားလုံးတစ်ခုခုကဝ ာနီနာနီခေါ်တဲ့ The Scar ဆိုတဲ့ပတ်တန်လေးကိုနားလည်သွားပြီလို့ထင်ပါတယ်။နောက်နံပါတ်3လေးမှာက Now one ni now two o are gamers now one ni now two o are gamers now one see to now two ကိုပေးသည်ဆိုတဲ့အဓိပ္ပာယ်လေးပေါ့နော်။ဒီမှာ now one ကအများသောအားဖြင့်လူပုဂ္ဂိုလ်နဲ့ပတ်သက်တဲ့စကားလုံးလေးများတယ်ပေါ့နော် person တွေနဲ့များတယ်။ now one see to now two ကိုပေးတယ်။ argument ဆိုတာကပေးတယ်ဆိုတော့ verb လေးပေါ့ဒါဆို argument နဲ့အလားတန်တူတဲ့ verb လေးတွေရှိတယ် kashimas ကပေးသည်ပေါ့နော် argument ကကြတော့အပိုင်းပေးလိုက်တာမျိုး kashimas ကကြတော့ချီးလိုက်တာခဏခဏလိုက်တာပေါ့နော်ကပေးသည် Oshiemas Oshiemas ကသင်ပေးသည်စသဖြင့်ဒီ Argemas ဆိုတဲ့နေရာမှာ Kashimas တို့ Oshiemas တို့သူနဲ့အလားတူတဲ့ verb တွေလည်းအစားထိုးပြီးတော့သုံးလို့ရပါတယ်။ဒါဆိုရင် example sentence လေးကိုဖတ်ကြည့်ရအောင်။ Watashi wa Kimura san ni hana o agemashita. Watashi wa Kimura san ni hana o agemashita. အဓိပ္ပာယ်လေးဘာသာပြန်မယ်ဆိုရင်ကျွန်တော်ကတဲ့ Miss Kimura ကိုပန်းပေးခဲ့ပါသည်။ ကဲဒါဆိုလို့ရှိရင် grammar pattern လေးနဲ့ခွဲခြားစိတ်ဖြာမယ်ဆိုရင် kimura san ဆိုတာက noun one person နဲ့ကိုစားပြုပါတယ်။နောက်မှာ particle လေးက ni ပါမယ်။ပြီး noun two ကကြာ hana ပေါ့နော်။ pan ပြီးရင်နောက်မှာ particle လေး o ပါမယ်။အဲ့ဒါကို agemashita ကကြာတော့နောက်က action verb လေးပေါ့နော်။ agemashita သို့မဟုတ် kash kashimasu ကိုနောက်ပြောလို့ oshiemasu သာဖြစ်သုံးလို့ရရယ်နော်။ဒီအရှိက ဝါတရှိဝါဆိုတာလေးကခွဲစားခွင်းပိတ်လေးနဲ့၄တောင်ခွင်းလေးနဲ့ရေးထားတာဖြစ်တဲ့အတွက်သူကထဲ့သုံးလဲရတယ်ထဲ့မသုံးလဲအတိတ်ပဲပြောင်းလဲမသွားဘူးအတူတူပဲပေါ့နော်ဒါဆိုရင် grammar pattern လေးကိုနားလည်ပွားပြီလားနောက်ထပ် exam sentence လေးကိုဖတ်ကြည့်ရအောင်ဝါရှိဝါဤဇန်ဒီဟွန်အိုခါရှိမရှ်တာဝါရှိဝါဤဇန်ဒီဟွန်အိုခါရှိမရှ်တာခုနပြောသလိုပဲဝါရှိဝါကထဲ့ပြောလဲရတယ်မြုပ်ပြီးတော့ပြောလဲအတိတ်ပဲအတူတူပဲပေါ့နော်ကျွန်တော်ကဤဇန်စီတို့စာအုပ်ကိုငှားပေးခဲ့ပါသည် ရမလားဒါဆို e ဆန်က noun one person ဖြစ်မယ်အလဲမှာ ni ဆိုတဲ့ particle လေးပါပဲပြီး home က noun two ပြီးအလဲမှာ o ဆိုတဲ့ particle လေးပါမယ် go ဆိုတဲ့ adverb လေးပေါ့နော်ပြီး kashimashita ဆိုတဲ့ verb လေးသုံးထားတယ်ဒီမှာတော့ past tense လေးနဲ့သုံးချင်တာဖြစ်တဲ့အတွက် kashimas ကနေ kashimashita ဆိုတဲ့ past tense ပုံစံလေးသုံးထားဖြစ်ပါတယ်နော်ဒါဆိုရင် pattern လေးနဲ့ ရှင်ပြီးတော့ခွဲခြားစစ်ဖြာလို့ရပြီထင်ပါတယ်နောက်ထပ် sentence လေး watashi wa yamada san ni eigo o oshiemashita watashi wa yamada san ni eigo o oshiemashita ကျွန်တော်က mr yamada ကိုအင်္ဂလိပ်စာ သင်ပေးခဲ့ပါသည်ဒါဆိုရင် yamada san ဆိုတာလေးက noun one person ဖြစ်မယ်အလဲမှာ ni ဆိုတဲ့ particle လေးသုံးထားတယ် eigo က noun two ပြီးအလဲမှာ o ဆိုတဲ့ particle လေးသုံးပြီးတော့မှနောက်က oshiemashita ဆိုတဲ့ verb လေးပေါ့နော်သူက first turn နဲ့သုံးကျင်တာဖြစ်တဲ့အတွက် OCA match ကနေ OCA match တားလေးကို ပြောင်းလာတယ်ပေါ့နော်ကျွန်တော်က Mr. Yamada ကိုအင်္ဂလိပ်စာသင်ပေးခဲ့ပါတယ်ကဲဒါဆိုရင် grammar pattern လေးကိုနားလည်ပြီးလို့ထင်ပါတယ်နော် now 1နဲ့ now 2 o arguments now 1 c တို့ now 2ကိုပေးခဲ့ပါသည် arguments ဆိုတဲ့နေရာမှာ kashi match တို့ OCA match တို့စတဲ့ verb တွေနဲ့လည်းအစားထိုးပြီးတော့သုံးလို့ရပါတယ် grammar pattern နံပါတ်4လေးကိုတွားရအောင်နံပါတ်3လေးနဲ့အတိတ်ပဲ ဆန့်ကျင်ဘက်ဖြစ်ပေမဲ့ပတ်တန်လေးကတူနေတဲ့ပုံစံလေးဖြစ်နေရနော်နံပါတ်3နဲ့နံပါတ်4ကအထိပ္ပယ်ကဆန့်ကျင်ဘက်လေးဖြစ်ပါတယ်ဒီမှာက now 1 ni now 2 o mora imas တဲ့နော်တို့ရေကွဲကွဲပြသွားတာဆိုလို့ဒီနောက်က verb လေးပဲကွဲသွားရယ်เนาะအရှိက now 1 person need now 2 o ဆိုတာလေးက grammar pattern number 3နဲ့ပုံစံဆင်တယ်เนาะဒါပေမဲ့ဘာသာပြန်တဲ့အခါမှာဒီ need ဆိုတဲ့ဟာလေးက see သို့ဆိုတဲ့ဘာသာမှာပြန်မဲ့ ਨੇ see မှလို့ဘာသာပြန်နေပေါ့เนาะဘာဖြစ်လို့ see မှလို့ဘာသာပြန်နေလဲဆိုတော့အနောက်ကသုံးထားတဲ့ verb တွေနဲ့ အအလင်းသစ်အောင်ဘာသာပြန်တဲ့ပုံစံမျိုးလေးပေါ့နော်ဆိုတော့ ni ကိုတွေ့တိုင်းစီတို့လို့ဘာသာပြန်တာမဟုတ်ဘဲနဲ့အနောက်က verb ပေါ်မူတည်ပြီးတော့ဒီမှာကျတော့စီမှလို့ဘာသာပြန်မှာဖြစ်ပါတယ်ဒါဆို mora ima ဆိုတာကလက်ခံရယူသည်ဆိုတဲ့ action verb လေးဖြစ်ပါတယ်သူနဲ့အတိတ်ပဲတူတာလေးတွေရှိတယ် kadimas ငားယူသည်နောက်တစ်ခုက nara imas သင်ယူသည်စားတဲ့ verb လေးနဲ့လည်းအစားထုတ်ပြီးတော့တုံးလို့ရပါတယ်။ Now one, now two, oh, more imas. နောင်ဝန်နိနောင်တူအိုခါဒီမတ်နောင်ဝန်နိနောင်တူအိုနာရာအီမတ်ဆိုတဲ့ပတ်တန်လေးပဲဖြစ်ပါတယ်။အိဇမန်ဆန်နက်စလီတွေကိုဖတ်ကြည့်ရအောင်။ဝါတာရှိဝါယမနာဆန်နိဟာနာအိုမိုရိုင်းမတ်တာ私はヤマダサディハナをもらいました。ちょのがミスターヤマダシマ番号を落款やしてけばて。だそういえ、ナウワンレがヤマダさん。 အလဲမပါတီကနိပါမယ်ပီဟာနာကနောင်တူပီပါတီကအိုပါမယ်နောက်မှာမူရာအီမတ်ဆိုတဲ့ valve လေးကိုသူက fast step တွေနဲ့သုံးထားတယ်မူရာအီမတ်တာလက်ခံရယူခဲ့ပါသည်ဒါဆိုဒီမှာနိဆိုတဲ့ဟာလေးကစီမဆိုတဲ့ပုံစံလေးနဲ့အတိပဲဘာသာပြန်ပါတယ်နော်နောက်နံပါတ်1ကလေးက Watashi wa Karina san ni CDO Karimashita Watashi wa Karina san ni CDO Karimashita ကျွန်တော်က Miss Karina Sima CD ကိုကားယူခဲ့ပါသည် ဒီမှာဆိုရင်လေခရီးနာဆာက now 1%ပြီးအလဲမှာနိဆိုလေးထည့်တယ်ပြီးရင် cd က now 2ပြီးအလဲမှာ o ဆိုပါတီကယ်လေးခံတယ်ခရီးမတ်တာဆိုတဲ့ verb လေးပါပဲเนาะခရီးမတ်ဆိုလေးနဲ့မတော့ဘူးသူက past နဲ့တုံးထားတယ်ခရီးမတ်တာငားယူခဲ့ပါသည်အဲ့ဆိုရင်ကဘာပါတန်လေးကိုနားလည်မလားနောက်ထပ် example sentence လေးကိုဖတ်ကြည့်ရအောင်ဝါတာရှိဝါဝမ်ဆန်နိချူကောကူကောအိုနာရာဟီမတ်တာဝါတာရှိဝါဝမ်ဆန်နိချူကောကူကော နာရိုင်းမရှ်တာကျွန်တော်ကမစ္စတာဝမ်စီကနေပြီးတော့တရုတ်စာဖတ်တာစကားကိုလေ့လာသိယူခဲ့ပါသည် ခုနလိုပဲဝမ်ဆန်ကဆိုပြီးပါဆန်ဝမ်ဆန်က now word person ကိုကိုစားပြုမယ်အဲ့မှာ particle နေ့လေးပါမယ် chu ko ku kho ဆိုတာက now to လေးကိုစားပြုမယ်ပြီးရင် particle o လေးပါမယ်နောက်မှာ nara image တာဆိုတာ verb လေးပေါ့နော် nara image ဆိုတာက တည်ယူသည်သူကို first step တွေနဲ့တောင်းချင်တဲ့အတွက် narrative match တာတည်ယူခဲ့ပါသည်ကဲဒါဆိုရင်ဒီ pattern လေးကိုနားလည်မယ်နော်နောက်ထပ် sentence တွေတစ်ခါဖတ်ကြည့်ရအောင်私は山田さんから花をもらいました私は山田さんから花をもらいましたကဲဒါဆိုရင်ခုနပတ္တန် grammar pattern 4လေးမှာတုံးထားတဲ့ pattern လေးနဲ့ဘာတစ်ခုကလွဲနေတယ်လို့တွေ့လဲ ခါနာလို့ဖြစ်သွားရင်နော်ယမဒဆန်နီလို့မသုံးဘဲနဲ့ခါနာလို့သုံးထားတယ်အဲ့ဒါကအထိပ္ပယ်အတူတူပဲဖြစ်ပါတယ်ဆိုတော့ဒိုးတွေသိရဲခါနာဆိုတဲ့ဂျပန်စာဘာသာစကားရဲ့အထိပ္ပယ်ဆိုကအထိပ္ပယ်ကိုကခါခါရကစီမဆိုတဲ့ ပုံစံမျိုးနဲ့ဘာသာပြန်ပါရယ်နော်ဒါကြောင့်မလို့နိနဲ့ခါရာနဲ့ကဒီမှာအတိတ်ပဲအတူတူပဲလွှဲပြီးတော့သုံးလို့ရပါတယ်နိသုံးတဲ့အတိတ်ပဲအတူတူပဲခါရာသုံးတဲ့အတိတ်ပဲအတူတူပဲဝါသရှိဝါယမရာဆန်နိဟာနာမူရိုင်းမရှ်တာနဲ့ဝါသရှိဝါယမရာဆန်ခါရာဟာနာမူရိုင်းမရှ်တာအတိတ်ပဲအတူတူပဲဖြစ်ပါတယ်ယမရာဆန်က now one person ကိုစားပြုမယ်ခါရာကအလဲမပါတီကယ်အနေနဲ့သွားမယ်ဟာနာက now two ကိုစားပြုမယ်ပြီး o လေးကိုသုံးပြီးတော့မူရိုင်းမတ်ကို first တန်နေတဲ့မူရိုင်းမရှ်တာလက်ခံရရှိခဲ့ပါသည် 銀行からお金を借りました。 ဂင်ခိုခါရာဝခနယုခရီမရှ်တာဂင်ခိုဆိုတာကဘန်ပေါ့နော်ဘန်စီကနေပြီးတော့ပတ်စံကိုလက်ခံ sorry ငားယူခဲ့ပါသည်ချီးယူခဲ့ပါသည်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ဒါဆိုရင်ဂင်ခိုကနောင်ဝဲနေနဲ့ကိုစားပြုသွားမယ်အလင်းမှာခါရာဆိုတဲ့ particle လေးနဲ့သုံးမယ်ပြီးဝခနယ်ကနောင်ဒူပြီးအိုခရီမဆိုတဲ့ action verb လေးကို past tense နဲ့သုံးခဲ့တဲ့ခရီမရှ်တာချီးယူခဲ့ပါသည်ကဲဒါဆိုရင် grammar pattern number 4လေးဖြစ်တဲ့ now 1 ni now 2 o morai match တာလေးကိုနားလည်မယ်လို့ထင်ပါတယ်ဒီ ni ဆို ိုတဲ့နေရာမှာခါရာလေးနဲ့လည်းအစားထိုးလို့သုံးလို့ရတယ်လို့မိုရာအီမတ်ဆိုတဲ့နေရာမှာလည်းတခြားအလားတူတဲ့ verb တွေဖြစ်တဲ့ခါရီမတ်နာရာအီမတ်စသဖြင့်အစားထိုးပြီးတော့သုံးလို့ရပါတယ်နော်နောက် grammar pattern number 5လေး mo verb mashta mo verb mashta ဒီ mo ဆိုတဲ့အဓိပ္ပာယ်လေးက အရင်တော့ဆိုလို့ရှိရင်တို့ရေးတည်တာကမိုးအိကိုင်းဆိုရင်နောက်တစ်ချိန်လို့ပြောတဲ့ပုံစံမျိုးလေးလည်းရှိတယ်ပေါ့နော်။ဒါပေမဲ့ဒီနေရာမှာမိုးဆိုတဲ့အဓိပ္ပာယ်လေးကကြတော့ English လို့ဆိုရင် already ဆိုတဲ့ပုံစံမျိုးလေးနဲ့အဓိပ္ပာယ်သက်ရောက်မှာဖြစ်ပါတယ်။ already လုပ်ပြီးပြီးစားပြီးပြီးသွားပြီးပြီးပြုလုပ်ပြီးပြီးဆိုတဲ့အဓိပ္ပာယ်လေးနဲ့သက်ရောက်ပါတယ်ပေါ့နော်။ more verb မှာ start ဆိုတဲ့အတွက်အဲ့ဒီ verb action တခုခုပြုလုပ်လို့ပြီးပြီးပြုလုပ်ပြီးသွားပြီးလောကအဆုံးသက်တဲ့အထိပြုလုပ်ပြီးသွားပြီးဆိုတဲ့အဓိပ္ပာယ်မျိုးလေးနဲ့သက်ရောက်ပါတယ်ပေါ့နော်။ uh english လို့ဆိုရင် has has have have had had နာမ verb 3 pattern ပုံစံမျိုးလေးပေါ့နော် move verb must တာအဲ့ဒီ action verb လေးကိုလုံးလုံးပြီးပါပြီဆိုတဲ့အဓိပ္ပာယ်လေးဖြစ်ပါတယ် move ni motsu okuri mashita ka move ni motsu o okuri mashita ka ni motsu ဆိုတာကအထုပ်အပိုးပေါ့နော်ဒါဆိုအထုပ်အပိုးတွေကို move ဆိုတာ already ပေါ့နော် okuri mashita ka ပို့ဆောင်ပြီးခဲ့ပြီလားဒါဆိုအထုပ်ပိုးတွေကိုပို့လို့ပြီးသွားပြီလားနေပဲလေးပေါ့နော်အထုပ်ပိုးတွေကိုပို့ပြီးသွားပြီလားလို့ပြောတဲ့ပုံစံမျိုးလေးထပ်အထုပ်ပိုးတွေကိုပို့လို့ပြီးသွားပြီလားဒီအဲ့ဒီ task ကိုပြီးသွားပြီလားဆိုတဲ့ပုံစံမျိုးလေးနဲ့ပို့ပြီးတော့ဘာသာပြန်လို့ရတယ်ပေါ့နော်ဒါဆိုရင်ကိုကပို့လို့ပြီးသွားပြီဆိုရင် hi mo okuri mashita ဟုတ်ကဲ့ပို့လို့ပြီးသွားပါပြီအကယ်ပို့လို့မပြီးသေးဘူးဆိုရင် ye mara that ဆိုပြီးတော့ဖြေလို့ရပါတယ်နော်ဒါဆိုရင် mo ဗာမတ်တာလီရဲ့ပြောင်းပြန်ကမာဒါဒတ်စ်ပေါ့နော်ဒီတကြောင်ဖြည့်ဖြည့်သို့မဟုတ်ဒီတကြောင်ဖြည့်ဖြည့်ဒီနှစ်ခုကအဆန်ကျင်ပတ်ဖြစ်ပါတယ်ဒါဆိုရင်မိုးဗာမတ်တာလီရဲ့အတိတ်ပဲလေးကိုနားလည်သွားပြီလို့ထင်ပါတယ်နော်နောက်ဆုံးပတ်တံဖြစ်တဲ့ grammar pattern number 6လေးကကြတော့ omission of particle တချို့နေရာတွေမှာ particles လေးတွေကမြုပ်ပြီးတော့သုံးတယ်အတိတ်ပဲကအတူတူပဲဖြစ်ပါတယ် particles လေးတွေဆိုတာဘာကိုပြောရလဲဆိုတော့ wa တို့ o တို့ the တို့ ni တို့စသဖြင့်ပေါ့နော်အဲအဲ့ဒါလေးတွေကို particles လို့ခေါ်တယ်ဥပမာစာကြောင်းနဲ့ မကြည့်မယ်ဆိုရင်ခိုးလို့စူပုံးဝစတက်ခိဒတ်စနဲဒီဇွန်လေးကနှစ်သက်ရပဲเนาะအဲ့လိုပြောတာ ਨੇ ခိုးလို့စူပုံးစတက်ခိဒတ်စနဲဒီဇွန်လေးချစ်စရာလေးเนาะလှလိုက်တာเนาะဒါဆိုရင်အတိတ်ဘယ်ကပြောင်းသွားလားမပြောင်းသွားဘူးဒါဆိုရင်ဒီနေရာမှာဝဆိုတာလေးကထည့်ပြီးတော့ရင်မှန်တယ်လို့မျိုးပဲမြုပ်ပြီးတော့တော့ရင်လည်းအတိတ်ပဲမလွဲသွားဘူးပေါ့เนาะဆိုတော့တချို့နေရာတွေမှာ omission of particles အဲ့လို particles လေးကိုမြုပ်ပြီးတော့တုံးနေရှိပါတယ် ခိုဟီအိုမိုအစ်ပိုင်အခကတက်စကခိုဟီအိုမိုအစ်ပိုင်အခကတက်စကခိုဟီဆိုတာကကော်ဖီပေါ့နော်မိုအစ်ပိုင်ဆိုတာနောက်တစ်ခွက်အခကတက်စကဘလို့လဲဒါဆိုရင်ကော်ဖီနောက်တစ်ခွက်တောင်းအောင်မလားလို့မေးတဲ့ပုံစံမျိုးလေးပေါ့ကေဒီနီယမှာဆိုရင်အိုဆိုတဲ့ဟာလေးကိုမြှုပ်ပြီးတော့ပြောရင်လည်းအတိတ်ပဲမပြောင်းလဲသွားပါဘူးခိုဟီမိုအစ်ပိုင်အခကတက်စက coffee နောက်တစ်ခွက်ဘယ်လိုလဲအဲ့လိုမျိုးသုံးတဲ့ပုံစံမျိုးလေးပေါ့ကဲဒါဆိုရင်ဒီနေရာမှာ oat ဆိုလေးကိုမြုပ်ပြီးတော့သုံးရင်လည်းရပါတယ်เนาะဒါလေးတွေကိုပြောတာဖြစ်ပါတယ်တချို့နေရာတွေမှာ omission of particles particles လေးတွေကိုမြုပ်ပြီးတော့သုံးလို့ရပါတယ်ကဲဒါဆိုရင်ဒီနေ့ရဲ့သင်ခန်းစာ pattern လေးတွေကတော့ဒီလောက်ပဲဖြစ်ပါတယ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ်သင်ခန်းစာတွေမှာလည်းအတူတူလေ့လာလို့ရအောင် channel လေးကို subscribe လုပ်ပြီးတော့ဘေးက notification bell လေးကိုလည်းတိပေးသားပါအောင်ရှင့်ကြမတ်တာနဲ bye bye